တိမ်ပဲကြီးအပိုင်းနဲ့အဆောင်ပြန်ရောက်ခဲတဲ့ကဖုံးကိုပဲခဏမကြာခဏကြည့်နေမိတယ်။လူတွေကအချင်းနဲ့တွေ့ရင်ယူမိုက်တာလားနော်။မောင်လူလူကကျဲစင်းစီဘလို့လို့ဖုံးဆက်မှာလဲ။မောင်မူးနေတုန်းခဏသာအပြောပြောဆိုတာကြတဘာဝပါ။မောင်နဲ့တွေ့ပြီးနိုင်နေစေကြတဲ့အထိမောင်စီကဖုံးမလာခဲ့ပါဘူးစင်တင်ကိုရောက်တော့လေမောင်မျက်နှာလေးကိုမြင်ရောက်နေမိတယ်မောင်အပြိုလေးတွေမောင်အပြုံးလေးတွေကကျဲစင်းအတွေ့ရေစုံမိုးလို့နေတယ် စင်ပေါ်မှာတချင်းဆိုရတာစိတ်မပါဘူးချင်းမိရင်အရှုံးနဲ့ဘာလို့ကျဲစင်ကမောက်ကိုချစ်မိသွားရတာလဲမောက်ကိုကျဲစင်တွေးကျင်လိုက်တာကျဲစင်ဘဝကံရီပင်ကမောင်ဆိုတဲ့လီနူအေးတွေကြောင့်လုတ်ခတ်သွားရပြီးမောင်မောက်ကိုဒီနေရာမလာစေခြင်းပေမဲ့တချင်းဆိုရင်မျောနေမိပြန်နေစင်ရဲ့ညာဘက်ကစပွဲဝိုင်းမှာကိုအောင်ဝင်းတို့ကိုအဖွဲလိုက်ထိုင်တာမြင်တော့ကျဲစင်ပြောသွားတယ်မောင်ကိုအသေးတန်လိုက်ရှာမိတယ်ဒါပေမဲ့မောင်ပါမလာတော့ဘူး ကိုအောင်မင်းစီကနေမောင်းဖုံးနဲ့မဲ့တောင်းကျင်ပေမဲ့ခြေစင်မတောင်းတော့ပါဘူးလေမဖြစ်သင့်တဲ့ဘဝနှစ်ခုဟာအစမပြိုးတာပဲကောင်းပါတယ်ဒီညခြေစင်မပြော်ဘူးမောင်မောင်တယောက်နေကောင်းကြက်မှာပါစီလို့အိမ်အပြန်လဲမှာကောင်းကင်ကြီးကိုကြည့်ပြီးဆုတောင်းမိသေးတယ်ကျူတီကိုဖြူရောင်လေးနဲ့သိခဲတဲ့ကောင်လေးရာကိုကြီးရဲ့သေးကိုအမြင်ကူစားပါဆိုင်သူရှိရင် go go ne ne lao chen spi ba te chi te dao da le ya မနေ့စောကြီးဖုံးကထမြည်လာလို့ဖုံးမနဲ့ဖုံးမျက်နှာပြင်ကိုကြည့်ပြီးတော့ကျဲစင်မသိတဲ့ဖုံးနံပါတ်တစ်ခုကိုတွေ့ရတယ်။မောင်စီကများလာဆိုတဲ့အတွင်းနဲ့ဖက်ကနေထားလိုက်မိတယ်။ Hello Hello သမီးလားကိုကြီးပါ မျောလင့်ထားတဲ့မောင်းစီကဖုံမဟုတ်တော့အပျော်တွေစိတ်သုံးသွားရတယ်။ကျေစင်တို့လိုစင်တွင်မဲတွေအတွက်ဖုံးနံပါတ်အစ်စ်အစံတွေဆိုတာအထူးအဆန်မဟုတ်တာကိုကျေစင်သိရတာနဲ့မောင်းစီကများဖြစ်နေမလားလို့မျောလင့်နေမိတာပါ။မောင်းနဲ့စတွေ့ပြီးကလေးကကျေစစ်ဖုံးမိတံကိုစေချောင်းသားတချင်းပြောင်းထားခဲ့တာ။စေချောင်းသားတချင်းကို အထက်ထက်နားထောင်လိုက် မောင်းမျက်နှာလေးမြင်အောင်လိုက်နဲ့အိပ်ပျော်ခဲ့ရတာ။ကျေစင်ဘလောက်တောင်ယူလဲမောင်းရဲ့ မောင်မောနဲ့ကျဲစင်ဘဝထက်တူကြဖို့မဖြစ်နိုင်ပေမဲ့စိတ်ကူးရင်ခွင်းကိုတော့ကျဲစင်ပိုင်နေမဟုတ်လားစိတ်ကူးနဲ့ယူရတာကိုပဲကျဲစင်ပြောရှင်ရပါတယ်မောင်ဟယ်လိုဟယ်လိုကိုကြီးအေဂျင့်အေဂျင့်လေမနေ့ကညကတောင်ကိုကြီးနဲ့တမီစကားတွေအများကြီးပြောကြတယ်လေမမ်မီလားတမီအော်မင်းညကအန်ငယ်ကြီးကိုသူသူ့ကိုသူများကိုကြီးတဲ့ ခြေစဉ်အဖေထက်ထောင်မှအသက်ကြီးအောင်မယ်ဘိုက်ကကိုးလာလွယ်ကိုဝင်တဲ့လောက်ပူနေပြီးရင်မွေးနဲ့နေတထောင်ထောင်ထားနေတဲ့လူကြီးကိုခြေစဉ်မမ်းမိတာပေါ့မမမမမမစီရလားကိုကြီးရအခုတောင်ကိုကြီးကြောင်းစဉ်းစားနေတာဟာသမီးရစကားတက်တယ်ကွာဒါကြောင့်ကိုကြီးစတဲ့ကလေးကဆွဲလန်းနေရတာတကယ်နော်ကိုကြီးသမီးကိုမလင်ရဘူးနော်အင်းပါသမီးရဲ့သမီးအားလာရင်ဒါပါပဲ ဒေဒင်တို့လိုဝင်းကလေးမျိုးတွေစီသူတို့လိုတနာဘလူးတွေဖုံးဆက်ရတဲ့ရွယ်ချက်ကကာမကိုဝါမျိုးကိုပါပဲအပြင်ခေါ်ထုတ်မယ်ပိုင်ဆိုင်မှုတွေပြပြီးငွေတွေထုတ်ပေးမယ်နောက်ပြီးတော့လူကျင်နာကိုရအောင်ယူမယ်ဒီနေ့တော့မအားဘူးကိုကြီးထိန်းထားတာလေးတွေရှိလို့ထိန်းထားတာတွေကိုဖျက်ပြလို့မရဘူးလားတမီးရကိုကြီးကယုံပေးရပဲအားတာမန်းကျက်နဲ့နန်းတွဲမကိုက်တော့တဲ့အတန်ကြီး ဖုံးထဲကနေထွက်ပေါ်လာသည် မင်းညရဲကကျဲစင်ကိုပန်းကုံငါးကုံဆွတ်ထားပြီးဇုကက်နေတာ။ Sorry ပါအန်ကယ်ကြီးရေ။မောင်ကိုတတိယစိတ်ကြောင့်ကျဲစင်ဘယ်မှမထွက်ချင်သေးပါဘူး။မရဘူးကိုကြီးကညပိုင်းစင်တင်လာခဲ့လေ။ကိုကြီးနဲ့ထက်တွင်ကျင်နေတယ်။ဟမ်။ဒါဆိုလဲညမှလာခဲ့မယ်။ See you my lovely star. Okay, see you ကိုကြီး။ညမှဆက်ဆက်လာခဲ့နော်။ကျဲစင်မျိုးနေမှာနော်။ Okay, okay, bye. ရဲစင်စိတ်ပြက်လက်ပြက်နဲ့အိပ်ရတဲ့ပြန်လာမိတယ်။ဂျူဒီကုတ်ဖီအောင်လေးနဲ့တိတ်ခဲနဲ့ကောင်လေးရာကိုသေးကိုအမြင်ကူစားပါ။ဟုံးကြကြချင်းပြီးနောက်ထပ်ရဲစင်မသိတဲ့ဖုန်းနံပါတ်လေးတစ်ခုခေါ်လာတယ်။ဟယ်လိုဟယ်လိုမကျန်စရာမသိဘူး။ဟုတ်ကဲ့ရှင်။ဟိုကျွန်တော်ကဝီယံပါ။အိုးတကယ်ပဲမောင်းစီရပါလား။အိပ်ရတဲ့ကနေဖြတ်ခနဲ့လူလဲထားလိုက်တယ်။အိုးမောင်ရဲ့ကျေစင်ပြိုလိုက်တာ။ တမယမင်းညားကလာတဲ့လူလေကျဲစင်မမိလားမမိလားတဲ့မောင်ရေမိမမင်းရဲ့တွေညတကောင်ရဲ့အချိန်တိမောင်စီကလာမဲ့ဖုန်းကိုစောင့်မျှော်ရင်းအိတ်ဆက်ခဲ့ရသူပါမမိပါတဲ့မင်းသားကျော်လေးပဲကိုဟိတော်ရရပေါ့ဟိုဟာလေမင်းညားကဂျူတီစင်းနေရလို့ဖုန်းမဆက်ဖြစ်တာပါဟုတ်ကဲ့ကျဲစင်တည်ကျင်နေတာကိုမမေးပဲဒီကွင်ရလို့ကျေးဇူးပါပါ တကယ်ဒီနေ့မနေ့အားလားမသိဘူး။မန္တန်စာလိုက်ရေးချင်လို့ပါ။ဒီနေ့ကျွန်တော်ဂျူတီအော့ဖ်လေ။ခုနှစ်ညကဘီယာမူးနေတာတောင်ဒီလိုစကားမျိုးမထွက်ရေးခဲ့တဲ့မောင်ကိုဘသူတွေကမြာမြောက်ပေးလိုက်ပါလေ။လူချင်းမတွေ့ရပဲဖုန်းနဲ့မှမပြောရတာထင်ပါရဲ့။အားပါတယ်။ဒါဆိုကျွန်တော်ပေးဖို့လားခေါ်ရမလဲ။ကျေစင်နေတဲ့နေရာကိုပြပြတော့မောင်ကနိုင်ဝဲတွင်အရောက်လာခဲ့မိတဲ့။အိယာဘော်ကအမြန်ဆင်းပြီးရေချိုးခန်းနဲ့သွားရတယ်။ လက်ချင်းလေးတကြောကြောအော်ဟစ်အော်ပြီးကျဲစစ်ခန္ဓာကိုယ်ကိုဆက်ပြတိုက်တော့ဒဇုံတစ်ခုကိုသွေးမိကမောင်းအတွက်ဝန်းနေသွားမိတယ်။အိုးတိတ်စင်စားမနေနဲ့အချိန်တိတ်မရဘူးမမြင်ရချိုးမဖြစ်မေအလလည်းပြင်ရအောင်မေလီဟဲဒရယာဆက်နဲ့ကျဲစစ်သဘင်တွေကိုအချောက်ခံနေတော့ဆက်တန်ကြောင့်နွေနီကနိုးလာတယ်။နွေနီနဲ့ကျဲစင်ကတိုက်ခန့်တူငါပြီးတယောက်ခန့်တယောက်တခန့်နဲ့တခန့်နဲ့တူတူနေကြတာလी အိတ်ရတဲ့ဖက်လုံးကိုခွာပြီးအိတ်နေတဲ့နွေနီကကောင်မသူဆွတ်တကြွနေပါလားဘာလဲနင်းစပွန်ဆာဘီဂျဲနဲ့ဒိတ်ထားလို့လားနွေနီပြောမှဒီနေ့ဆက်တနာကြီးဦးဝင်းမော်နဲ့ချိန်ထားတာတတိရတယ်ဦးဝင်းမဲဦးဝင်းမော်ဆိုတာအရာရှိတယောက်ပါသူ့ရဲ့သမီးတွေကိုကျေစင်တဲ့သူ့ရဲ့သမီးတွေကကျေစင်တဲ့အသက်ကြီးကြပါတယ် မယားရင်ငုတ်တို့ရှိတဲ့ပြင်တသမိတွေရှိတဲ့အိမ်တော်တဲ့တယောက်နဲ့ကျေစင်လဲမမားရင်ကျင်ပါဘူးဒါပေမဲ့လေနေမျိုးမတတိရတယ်ဒုက္ခပါပဲဟဲ့အခုချိန်ထားတာမိုက်ဆူတီဟက်လေးဟာတမန်မင်းကပူအောင်မင်းနဲ့ပါလာတဲ့လူလေဟုတ်သူများလဲလို့တိုက်ကိုကြည့်ပါရဲ့ကောင်းပါနော်မောက်ကိုများ တော့ခိုက်ကြီးတဲ့အခုခေတ်မှာညိုကြောလေးတွေရှားသွားပြီးမောင်ကဒီလောက်ချစ်စရာကောင်းတာကို အမလီလေးမောင်နဲ့ရေရတယ်ဟေးဟဲ့မြင်သိပ်ဖလန်ဖလန်ထမနေနဲ့အိုးဦးဝင်းမော်ကရေရှယ်ငါးကြီးနော် နင့်ကိုပလက်ပြသွားမှာဖြစ်အငယ်မအတွက်ငွေလငွေတလစာပို့ပေးရအောင်မယ် အမိတွက်လည်းပို့ရအောင်မယ်။ဒီလအတွက်ငွေကကျန်သင်းလက်ထဲမှာရှိပါတယ်။ဒါပေမဲ့အဝတ်အစားတွေဝယ်ရအောင်မယ်။နွနီပြောသလိုဦးဝင်းမော်ကကျဲစင်ကိုခောက်ခဲမှဖြင့်ငွေရပေါက်ပိတ်နေအောင်မယ်။ဂျူဒီကုဖြူရောင်လေးနဲ့သိခဲတဲ့ကောင်လေးရာကိုရဲ့တဲကိုအမြန်ကူစားပါ။ဟယ်လိုကျဲစင်ကျွန်တော်ကျဲစင်တို့တိုက်ခန်းရှိရောက်နေပြီ။ဟုတ်ကဲ့အခုဆင်းခဲ့ပြီနော်ခဏစောင့် ိုက်ခဲအောက်မှာမောင်ရောက်နေပြီလို့သိလိုက်ရသေးကကျဲစင်းစိတ်တဲ့မောင်ကအရေးကြီးဆုံးဖြစ်သွားတယ်။မောင်နဲ့တွေ့ခင်ရဖို့ဆိုရင်အားလုံးကိုစတိရဲပါတယ်။ဖုန်းနံပါတ်တစ်ခုကိုအမြန်ခေါ်ရတယ်။ဟယ်လိုကိုကြီးကျဲစင်းလေးဒီနေ့မနေ့ကောင်းတွေကြိုက်ပြီးဖျားနေလို့စည်းကမ်းတပြထားပါတယ်ကိုကြီးရဲ့သိစိတ်မပူပါနဲ့ဒီမနေ့ကျဲစင်းအနားယူခြင်းလို့လေနိလင်မာတူနေကြနေရကိုလာခဲ့မယ်လေ အင်းမကိုကြီးရဲ့အာဝါအာဝါ I love you ဟိုးအိတ်ကိုလွယ်ပြီးတိုက်ခဲနဲ့ကပြေးထွက်လာတဲ့ခြေစဉ်ကိုမင်းဒီကဖြည်းဖြည်းတကယ်လည်းမနိုင်ဘူးလို့ဩတော့ငါဒါကငါအဲ့အတွက် true လဲဟေးလို့ဩခဲ့လိုက်တယ်။မောင်ကမူပစိုးညီကွက်လေးနဲ့ stashet အဖြူကွက်စစ်စစ်ကလေးကိုဝတ်ထားတယ်။ယောက်ျားပိသားတဲ့မောင်နဲ့လိုက်ဖက်လိုက်တာမောင်ကခြေစဉ်ကိုမြင်တော့လှက်ပြတယ်။တော်သေးတာပေါ့ ခြေစင်လဲမြေမဆက်ဆံဝတ်စားလာလို့ခြေစင်ကမြေမဝတ်စုံနဲ့ပူချောတယ်อืมအဲ့လိုပဲအဲ့လိုပြောပြောမပြောပြောမနေ့စာကိုကျေစင်ကကျွေးมาပါနော်တကယ်ပြောတာကျေစင်ကကျေစင်ကနမိမယ်လေးကြာနေရပဲတော်ပြီစိတ်မမြောက်နေတော့ကျေစင်ကောင်းအောင်မိုးနဲ့ထီတော့မယ်တကယ်ပါဆိုဗျာကဲပြောမနေ့စာပဲมาစားမလဲอืมကျေစင်ကောင်းကိုကုတ်လိုက်ရင် ရှူယောင်လင်းမှာမုတ်တီတုတ်သွားဆားရအောင်လေအဲ့ဒီဟာမုတ်တီတုတ်တိတ်ကောင်းတာ Okay let's go မောင်ရဲ့ဆိုင်ကယ်နောက်တက်လိုက်တော့မောင်ကဆိုင်ကယ်ကို အမြန်မောင်းထွက်တယ်မောင်ကိုတင်းတဲ့လေးကိုပိုးပြီးရှူချိုက်လိုက်တယ်အမေဆိုင်ကယ်ကလမ်းထဲအရှိန်နဲ့ကိုယ်ဝန်တာမို့လမ်းပြီးမောင်ခါကိုပြုတ်တရက်ဖက်လိုက်မိတယ်ကျဲစင်တဲ့မောင်ရဲ့ရေခုန်တန်းတွေကတအူးနဲ့တအူးကြားနေရတယ် ရွှေရောင်လင်းဆိုင်ရှိမှာဆိုင်ကယ်နဲ့ကားတွေတန်းစီနေတယ်။ဖယားဖယားဦးဝင်းမော်တို့မိသားစုမနဲ့ဆဲရလာစားနေကြပါလား။ခြေစဉ်ကိုတွေ့သားလို့မဖြစ်ဘူး။ဆိုင်ရှိမျက်နှာစာအရှိဘက်ထောက်မှာရွေးထိုင်လိုက်တော့မောင်းကိုကျေးဇူးစင်လိုက်တာ။ကျဲစင်းကိုဦးဝင်းမော်မြင်သွားလို့မဖြစ်ဘူး။ဦးမော်ရိုမီတာစုဘက်ကိုကြောပိပိထိုင်လိုက်တယ်။ကျဲစင်းဘာဖြစ်လို့လဲ။ကနာမငယ်ဖြစ်နေတဲ့ကျဲစင်းကို မောင်ကတတိထားမိသွားတယ်။ဘာမှမဖြစ်ပါဘူး။ ဇဝဲတို့လေးရောက်လာလို့မောင်ကမုံတီနှစ်ပွဲမာလိုက်တယ်။ကျေစင်မန်လေးမျိုးမမန်လေးမျိုးကိုရောက်တာကြားပြီလား။အင်းငါးနှစ်ကျော်ပြီ။ကျေစင်အဲ့ဒီစင်တင်မှာလုပ်ငန်းလုပ်တာကြားပြီလား။အဲ့ဒီဇကားကိုမမေးပါစီနဲ့လို့ဆွတောင်းခဲ့ပေမဲ့မပြေခဲ့ပါဘူး။တခြားလူတွေမိခဲ့ရင်မူသားမာယာတွေပုံအော်ပြီးချူစီထဲ့နေကြ။လေဖြက်လို့စိတ်ကူးနေရတဲ့အသက်60အဖေကြီး၊ဆယ်တန်းကျူရှင်မနေနိုင်တဲ့ညီမလေး။အင်္ဂါစာချုပ်ကပြေတော့မှာမို့ သဘောတင်ဖို့ငွေလိုနေတာဒုက္ခရောက်နေတဲ့မိသားစု အများကြီးကိုတစ်ဖက်တစ်လမ်းကနေကူညီထောက်ပံ့နေရတာပထွေးကနှိမ့်ဆက်လို့မောင်လေးကသွေးကင်စာဖြစ်နေတာဆိုတဲ့ပြောနေကြတဲ့ကလုံးတွေပြောကျင်ပြီးမယ်ပြောမထွက်ခဲ့တဲ့ကျဲစင်ပဇက်ကိုကျဲစင်အံ့ဩမိတယ်မောင်ရိုးသားမှုတွေအပြည့်နဲ့မောင်မျက်ဝန်းတွေမလင်ရက်တာပဲဖြစ်မှာမှာမောင်မောင်ကိုနှစ်ပေါင်းများစွာတည်ကြံကြရတဲ့လူလို့ခံစားမိပြီးယုံကြည်အားကိုးနေမိတယ် မန္တလေးစားရောက်ခရေရပဲလေမောင်စီကဘာစကားမှထောက်ထက်မလာပဲတိတ်စိတ်သွားတယ်ခဏကြာကျဲစင်ကြောင်းနေသေးလားอืม distant လीပထဝီမိကြတက်လိုက် နားလိုက်နဲ့အခုနောက်ဆုံးနေ့ရောက်ပြီအော်ကျဲစင်ကကြောင်းတက်သေးတာကိုမောင်မြတ်ဝန်းနေကိုဖတ်ကြည့်တဲ့အခါကျဲစင်ကိုအထင်သေးတဲ့အရေးရောင်တော့မတွေ့ရပါဘူးကျဲစင်တို့စင်တီမီတွေထဲမှာကျောင်းသူတွေအပြင်ပွဲရပညာတဲ့လုံးမဲတွေ တဘုံကြီးပဲလို့မောင်ကမပြောဖြစ်ခဲ့ပါဘူးတကယ်ဘဝအစ်စ်တွေကိုဝိတုတကတကယ်ဘဝအစ်စ်တွေကဝိတုတွေဇကားတွေကဲကအထက်ပိုဆက်နာတယ်မောင်ရဲ့စဝဲတို့လေးကမုဒိနပွဲလာချပြီးတော့မောင်ကတူတစုံကိုပလတ်စတစ်ထဲကဖောက်ပေးတယ်စားလီကျေးဇူးအမ်ကိုဝင်ရလဲစားလီစီရီများတယ်လို့ပဲနော်။ဘာလဲကျေစင်ရဆွေးတက်မှာဆွလို့လား။မဟုတ်ပါဘူး။ကျွန်တော်ပြင်မန်လေးမြို့ကြီးမှာနေရတာတိတ်ပြောတာပဲသီလား။ ဘာဖြစ်လို့ပြောတာလဲအစားအသောက်တွေပေါ်လို့လေကြည့်စမ်းပါဦးဘလောက်တောင်ရိုးသားတဲ့မောင်လေတခြားလူတွေဆိုရင်ကျန်စင်ရှိလို့ပြောတာလို့ဖြေကြမှာမကျန်စင်မှာအချိန်ရသေးရင်ဖះကြီးကိုလိုက်ပို့ခြင်း ਨੇ ဦးဝင်းမော်တို့မိသားစုဘက်ကျန်စင်လမ်းကြီးမိတယ်ကျန်စင်နေ့လယ်ကြာရင်ဦးဝင်းမော်နဲ့တွေ့ရအောင်မယ်နေ့လယ်မှာချိန်ထားတာလေးရှိလို့ပါမျက်နှာညှိုးငယ်သွားတဲ့မောင်ကိုကြည့်ရင်ကျန်စင်ဝမ်းနေလာမိတယ် မနဲ့ဖန်မနဲ့ဖန်သွားမယ်လေကိုရဲအရင်ပေါ့မနဲ့ဖန်ကကျွန်တော်မအားပြန်ဘူးကျူတီရှိနေသေးတယ်တပတ်ခါမနဲ့ကျင့်စဉ်အားလာရင်အင်းအားပါတယ်ဂျားတဲ့ကျွန်တော်ဖုန်းဆက်မယ်နော်ကျင့်စဉ်ကောင်းညင်ရင်အတွေ့တဲ့ပျော်နေမိတယ်မဆက်ခင်ခဲ့တဲ့ကမျောနေမိတဲ့ဖုန်းလေးကကျင့်စဉ်ကိုတနာသွားတာထင်ပါရဲ့အတိုးချပြီးမောင်းတဲ့စကားတွေအများကြီးပြောရမယ်ကျင့်စဉ်တို့မထခင်ခဲ့တဲ့ကဦးမော်တို့မိသားစုကပြန်သွားကြတယ်တော်သေးတယ် ။ဦးဝင်းမော်ကကျဲစင်ကိုမမြင်သွားဘူး။မဟာမျက်မှုနှစ်ဖျားကြီးရဲ့ရှေးဘက်စင်ကြံပေါ်မှာဖျားဘူးတွေကကြိတ်ကြိတ်တိုးစီကနေတယ်။အရှိဘက်ဖျားမုတ်ဦးပေါ့လမ်းဘေးလေးကဝင်ပြီးဆိုင်ကယ်အပ်ခဲ့လိုက်တယ်။အဝင်အဝင်ကပဲအဝင်ဝကပဲနင်းစီရဲနဲ့နစီကိုမောင်ကဝယ်လာတယ်။လမ်းတလျှောက်မှာဈေးတွေရဲ့အလူအရဲ့ဈေးခေါ်ရောင်းနေတဲ့နေကြားရတယ်။ဈေးတန်းတလျှောက်လုံးဖျားပုံတော်တွေ တတိဒီဖျားပုံတော်ရီကျောင်းစိမ့်လက်ကကျောင်းစိမ့်လက်စွတ်တွေအမတ်တရအင်ဂျီတွေအမတ်တရပစ္စည်းရောင်းတဲ့ဆိုင်တွေကိုတွေ့ရတယ်။ဆိုင်ထဲမှာထွန်းကြီးပူဇော်ထားတဲ့အမွေးတိုင်တွေကထွက်ပေါ်လာတဲ့ဤစိမ့်စိမ့်အမွေးနှံတွေကဖျားဘူးတွေရဲ့ချွေးနဲ့နဲ့ယုံထွေးနေတယ်။လင်မဲထဲမှာမြမသားဆက်ရမုံမျိုးစုံထည့်ပြီးရောင်းနေတဲ့ဈေးတွေတွေလည်းတွေ့ရတယ်။ပဲမြင့်အုံနှုတ်ဇန်လေးတွေက မြင်းနဲ့လူတွေကြောက်လောက်တယ်။ ဘယ်ဆိုင်ကဖွင့်ထားလာလဲတော့မသိဘူးအဆိုတော်ခင်မောင်တို့ရဲ့တချင်းတိုင်ကလီလူတဲ့မှာပြန့်လွင့်နေတယ်ဤယူလေးသာဝိခဲပါအေးမြလူမောင်မဲတူတောင်ပေါင်းတောင်ပဲမုံမာလီကားချစ်တွေတန်ရင်နဲ့လီရည်ချတာပေါ့ခြေစင်းရဲ့စိတ်တွေကလီထဲလွင့်မျောနေတယ်လို့ပဲမောက်လိုလူနဲ့ဖျားတူတဲ့အတက်ဖို့ဆိုတာစိတ်ကူတောင်မကူခဲ့ဘူးတောင်ခြေစင်းပြောရပါတယ် ရွှေသင်္ကန်းရောက်တဲ့နေရာကိုဘယ်လိုရောက်နေလဲရောက်လာမှတောင်မသိတော့ဘူးမဟာမျက်မှုနုဖျားကြီးကတက်ပယ်လိုက်တာမျက်နှာတော်ကိုဖူးရတာနဲ့တင်ရေထဲအေးမြသွားတာပဲကျယ်စင်တဲ့မောင်ဖျားဖျားရှိဝင်ထိုင်ပြီးအတူတူဖျားရှိကိုကြားတယ်ဖျားသာဆိုပြီးဤသို့ဖျားဤသို့ပန်းလူရသောအကျိုးအားကြောင့်တပည့်တော်မှဘဝဆက်တိုင်းဒီလိုဘဝမျိုးမရောက်ရပါစေနဲ့ဖျားလို့စိတ်ထဲကနေဆုတောင်းမိတယ် မောင်ကကျဲစင်းလက်ထဲကပန်းစည်းကိုယူပြီးဖယားပန်းအိုးတယ်သွားလူတယ်။မောင်နဲ့အတူဖယားဝင်းကိုလက်ရရည်တစ်ပတ်ပတ်တော့တချို့လူတွေကလိုက်ပဲညီတဲ့စုံတွေလို့မကြတကြလေးပြောသွားကြတယ်။ကျဲစင်းနှလုံးသားကတစ်ဖက်တစ်ဖက်ဖက်ခုံလို့ပေါ့။ကျဲစင်းဘာရီစုတောင်းခဲ့လဲ။ဒီလိုပါပဲ။ကိုဝင်းရောဘာရီစုတောင်းခဲ့လဲ။ကျွန်တော်စုတောင်းနေပြီးွားဖို့ကကျဲစင်းနဲ့တက်ဆိုင်နေတယ်။ရှင် လာပါငားတော်တော့ကြည့်ရအောင်ကျေစင်နဲ့မောင်နဲ့ဖြစ်ချပေးခဲ့တဲ့ပေါင်မုံတွေကိုငားတွေက အလူရဲစားနေကြတယ်ငားမျိုးစုံအရွယ်စားမျိုးစုံပဲကန်တဲ့ကရွေတွေကတော့မလဲဘူးထင်ပါတယ်စေချင်းချင်းအယောင်ပေါက်နေတယ်မကျေစင်ကိုကျွန်တော်ချစ်တယ်ရှင်မကျေစင်ကိုကျွန်တော်ချစ်တယ်လက်ထက်ချင်တယ်မဖြစ်နိုင်မဲ့တည်ရဲ့နဲ့ယူယူမမိုက်စိတ်ကူးရင်ခဲ့တဲ့မောက်စီကချစ်တယ်ဆိုတဲ့ဇာကားက မထင်မှတ်ထားတဲ့အချိန်မှာကြားလိုက်ရတော့အံ့ဩမိတာအမှန်ပဲမှာကျဲစင်းရဲ့ဘဝကိုတည်ရဲနဲ့မောင်ရဲ့ချစ်ရိတ်တန်းနေတဲ့အကျဉ်းသားမြန်ဝန်းတွေရင်ကိုစိတ်လှုပ်ရှားနေတဲ့ကိုအမူအရာတွေအရာအမှန်တိုင်းပြောနေတယ်ဆိုတာကျဲစင်းနှလုံးသားကခံစားမိတော့အတိုင်းမသိပျော်ရွှင်မိပြီမယ်မောင်အတွက်စိတ်မကောင်းလည်းဖြစ်မိသေးတယ်ဒီလိုလူမျိုးကိုရဖို့ကျဲစင်းတို့လိုဘဝတွေအတွက်တိမ်တောင်းကွဲထီပေါက်တယ်လို့ပါပဲ။ ဒီနိုနဲကယုံထွက်ဖို့ကျဲစင်းအတွက်အခွင့်ရေးပါပဲကျဲစင်းအတွေ့အကြုံအရယောက်ျားတိုင်းကိုမယုံပေမဲ့မောင်ကိုတော့ယုံနေမှာမောင်ကမချစ်ဘူးသေးလို့အချစ်ယူတာလားဒီအခွင့်ရေးကိုကျဲစင်းလက်လွတ်မခံခြင်းပေမဲ့မောင်ဘဝထဲကျဲစင်းဝင်မလာရက်ဘူးကျဲစင်းလိုမိန်းကလေးတယောက်အနေနဲ့မောင်စီကအများကြီးမျောလင့်မထားပါဘူးမောင်ကိုတိတ်တိတ်လေးချစ်နေတွင်မောင်နဲ့ဖုံးပြောခွင့်မောင်အားတဲ့အချိန်နဲ့ မောင်အထီးကျန်တဲ့အချိန်ခါတိုင်းမောင်နဲ့အတူလျှောက်လေရင်မောင်ကိုအားပေးစကားတွေပြောခွင့်နောက်ဆုံးမောင်ဘက်ကအလိုရှိခဲ့လျင်ကျဲစင်းရဲ့ခန္ဓာကိုယ်ကိုပေးဆက်ခွင့်လောက်သည့်မျောလင့်ထားခဲ့တာပါအုံနောက်ကစဉ်းစားရင်မောင်လူလူကကျဲစင်းလူလူကိုလက်ထက်ဖို့ဆိုတာကမှဖြစ်မှာမဖြစ်နိုင်ပါပဲမောင်ကြီးဒါပေမဲ့နှလုံးသားကတော့ဖြစ်နိုင်တယ်လို့ပြောနေတယ်မောင်ကျဲစင်းနှလုံးသားကအဖေကိုယုံကြည်မိတယ်ပေါ့ကျွန်တော်ကိုတခုခုပြန်ပြောပါဦးမကျဲစင်းစိတ်ဆိုးရတာလား စိတ်ဆိုးစရာလားမောင်ရင်မောင်ဘဝကမိုးကောင်းကင်ဆူကျင်းစင်ကျင်းစင်ဘဝကမြည်ကြီးပါတခြားလူတွေဒီစကားမျိုးပြောခိုင်းကောင်းကြီးပြပြီးမကူတရွလေးပြုံးနေတတ်ပြီမင်းမောင်ကူတော့ကျင်းစင်ညင်းပေရလိမ့်မယ်ဒါဟာမောင်ကူသိချစ်လို့ပါအဲအဟင်ကိုဝေယံကိုလည်းမထက်နိုင်ပါဘူးဘာဖြစ်လို့လဲကျင်းစင်အခုလိုပြောတာကျင်းစင်ကိုအထင်သေးလို့မဟုတ်ပါဘူးကျင်းစင်ကိုသိချစ်မိလို့ပါမရှိပါနဲ့ ကိုဝင်ရဲကကျမကြောင့်ဘာလို့တည်လို့လဲဘာဖြစ်ဖြစ်ပါကျဲစင်းကိုကျွန်တော်သိချစ်တယ်လက်ထက်ချင်တယ်ဒီစကားတွေကအမှန်ပဲလားမကျဲစင်းအိမ်မက်မက်နေတာလားကျဲစင်းရင်ထဲဝင်ကြည့်စမ်းပါဦးရင်မက်တချမ်းကရထားစဲစင်းခုံမောင်းနေတယ်လို့ဆိုညာနေတယ်ဒါပေမဲ့မောင်ရဲ့မောင်ဘဝကိုကျဲစင်းကြောင့်မဆွန်းထင်းစေခြင်းမဟုတ်ဘူးကိုအောင်မင်းစကားပြောစကားတွေအရာ မောင်ကရည်စားမထားဘူးတော့တရင်ကတာယာမှုနောက်အတွေးအာယုံတွေပျောက်ရှားတာပဲဖြစ်မှာပါဒီအခွင့်အရေးကိုကျဲစင်အမီးအရာစုတ်ကန်ရမှာမို့လို့လားဒါပေမဲ့မောင်ရဲ့ကျဲစင်မညာပါနဲ့ကျဲစင်မျက်ဝင်းတွေကကျွန်တော်ကိုချစ်ကြောင်ဝန်ခံနေတယ်ဘလို့များတိသွားလဲမောင်ရဲ့ကျဲစင်ဘဝမှာမောင်တယောက်တည်းကိုပဲအချစ်စင်နဲ့ချစ်ခဲ့ဘူးတာပါဖះစုပါရစီရဲ့မောင်ကမမြင်ချင်းချစ်မိသွားတာပါကျဲစင်ရင်တဲ့စိတ်နှမျိုးတိုက်ပွဲဝင်နေတယ်မောင်ပြောလေကျဲစင် ကျွန်တော်ချစ်တယ်မို့လားလို့ကိုရင်ကျွန်မမချစ်ပါဘူးလက်ထပ်ဘူးဆိုတာတော့မဖြစ်နိုင်ပါဘူးချက်ချင်းညူနန်းသွားတဲ့မောင်မျက်နှာလေးကိုမြင်ရတော့ကျဲစင်ရင်နေလိုက်တာနောက်ကြပြီးမှသွေးဆုံခွင်းရတဲ့လောကကြီးကိုကျဲစင်မုန်းလိုက်တာကျဲစင်လိုယောက်ျားယောက်ျားများစွာရဲ့ရင်ခွင်ထဲမှာအိပ်ဆက်မှုတဲ့မိန်းမတစ်ယောက်ရဲ့မောင်မိန်းမတစ်ယောက်နဲ့မောင်လူရိုးသားတဲ့ဆရာဝန်လေးရဲ့ဘဝဟာဘလို့မှမအပ်ဆက်ပါဘူးမောင်ရဲ့ဘဝကိုပြပြရှင်းရှင်းဖျက်တမ်းမှာမောင် အထူးကုကြီးဖြစ်အောင်ကြိုးစားပါတချိန်ချိန်မှာမောင်နဲ့ကိုရီသူတဲ့မောင်ရဲ့ဇနီးလောင်းကအပေါ်ထွက်လာမှာပါကျင်စင်ရဲ့ဘဝမှာအခြေစစ်ဆိုတာခံစားစေခဲ့ရလို့မောင်ကိုထာဝရကျေးဇူးတင်နေပါပါမောင်ကျင်စင်ရဲ့အတ္တစိတ်တွေအတ္တစိတ်တွေကိုခဏတာအလိုလိုက်မိပြီးမင်းတဘဝစားလို့အလိုမလိုက်မိတဲ့အတွက်လဲကျင်စင်ကျင်နေနေမှာပါမောင်ကျေစင်ကျင်နေတယ်လို့လောကကြီးကလည်းကျင်ညက်ပြီးကျေစင်ကိုကောင်းကြီးတိပေးနေမှာပါမောင်ဟင် ဘာလို့လဲမက်ဆေ့ချ်ရဲ့မျက်ဝန်းထဲမှာကျွန်တော်ကိုချစ်တဲ့အရေးအယောင်တွေတွေးနေရတာကိုမညာပါနဲ့ဗျာကျွန်တော်ကိုချစ်တယ်ဟုတ်လားမောင်ကတက်ပြင်းရှည်ကြီးချတယ်မောင်ရဲ့မျက်ဝန်းတွေကလည်းမှိုင်းညူနေတယ်စကားပြောဖို့အားယူနေတဲ့မောင်ကိုတနာလိုက်တာကိုဝရင်အနေနဲ့ကျမခန္ဓာကိုယ်ကိုငွေပေးပြီးဝယ်လို့ရပါတယ်မောင်ကကျေစင်ကိုစူးစူးဝါးဝါးကြည့်တယ်ဒီစကားကရိုင်းသွားရင်ခွလွတ်ပါမောင်ဒါကျေစင်ဘက်ကနေမောင်အတွက်အဆုံးထိလိုက်ရောပေးတာပါ မောင်းကိုပိုင်ဆိုင်ခြင်းနဲ့အတားစိတ်တွေကိုအတန်တန်ချိုးထိန်ထားတဲ့ကြားကအဲ့ဒီဇကားကအလိုလိုထွက်ပေါ်လာခဲ့တာပါ မောင်းနဲ့လက်ထက်မရရင်မောင်းနဲ့လက်ထက်မရရင်တောင် အဆုံးထိပတ်သက်ခြင်းပြီးတာကျေစင်းရဆန္ဒပါအစ်စ်တမ်းမရှိတဲ့စကားကိုအတီမှာပဲရဲလိုက်ပါမှတ်ကျစင်အစ်စ်တမ်းမရှိတဲ့မိမတယောက်စီကအစ်စ်တမ်းမရှိတဲ့စကားထွက်တာမဆမ်းပါဘူးကိုဝင်းရဲ့ မောင်စီကဘာစကားမှထပ်ထွက်မလာတော့ပဲအချိန်အတော်သိစိတ်သွားတယ်။ခဏအကြာမှမောင်ကကံရီပင်ကိုငေးရင်းစကားကိုခက်လေးလေးပြောတယ်။ကျေစင်ကျွန်တော်ချစ်တယ်မို့လား။ဒါကိုကျွန်တော်ခံစားမိနေတယ်။ဘာအကြောင်းကြောင့်ကိုယ်နှလုံးသားကိုဒုက္ခပေးနေတာလဲကျေစင်။မောင်ရဲ့မျိုးရင်းနေတဲ့မျက်ဝန်းတွေအတန်တွေကကျေစင်ကိုဒီထက်ပိုပြီးထိန်းထားနိုင်စွမ်းမဲ့ခဲ့စီရဲ့။အသိစိတ်တွေလွတ်စေခဲ့တယ်။ ကိုဝေယံကိုတော့ကျေစင်ချစ်ပါတယ်ဒါပေမဲ့လက်ထက်ပို့ဆိုတာတော့မဖြစ်နိုင်ပါဘူးဘာဖြစ်လို့မဖြစ်နိုင်ရမှာလဲကျေစင်ဘဝကြောင့်ပါကိုဝေယံတိထားတဲ့ကျေစင်အကြောင်းကနည်းနည်းလေးရယ်ကျေစင်ဘဝအကြောင်းသူကိုပြောပြပါမယ်နားထောင်ပြီးတဲ့အခါကိုဝေယံအနေနဲ့ချစ်တယ်ဆိုတဲ့စကားကိုပြန်ရေးသိမ်းလို့ရပါတယ်တခြားလူမှန်သမီးကိုဇလန်းပေါင်းစုံတနာစရာဖန်တီးပြီး ပြောခဲ့ဘူးပေမဲ့ မောင်ကိုတော့ကျေးဇင်းဘဝဖြစ်ရမယ်ကိုအမှန်တိုင်းပဲပြောချင်ခဲ့တယ်။ဘေဘဝကရှိရစက်တွေလဲမောင်ရဲ့မောင်ကြောင့်ကျေးဇင်းမိထားခဲ့တဲ့အတိတ်တွေကိုတူးဆွာရမယ်။ကျေးဇင်းရဲ့အနက်ဖေးကို ဖာရအောင်မယ်။ကျေးဇင်းရင်တွေကဒါကအခုထိထိုးစိုက်ခံထားရတော့မောင်။ကျေးဇင်းရဲ့နာမည်အရင်ကတိတ်မကြီးပါ။တိတ်မကြီးမောင်ကခက်တူတူရွတ်ဆိုရင်မြန်ဝန်းကြီးက စူးစမ်းခြင်းတွေနဲ့တက်လက်လက်တောက်ပနေခဲ့တယ်။အပိုင်း၃ဆက်ရံ။